မရေးမီဒီယာ channel လေးကိုနားဆင်အားပေးနေကြတဲ့စာပေချစ်ပရိသတ်များလုံးမင်းမင်္ဂလာပါရှင်။ဟုတ်ကဲ့အခုတင်ဆက်ပေးမိစလင်းကတော့မြေရှိုးနိုင်ရင်ကမိုးပြက်နိုင်ရင်ဂလုံတို့အမြင်ရတဲ့သတိတောင်းဝေကရှာပွေရာမိုးကင်ပြည့်ရမှန်စလင်းကောင်းလေးကိုတင်ဆက်ပေးမှာဖြစ်လို့ခန်းစားနားဆင်အားပေးကြပါရှင်။အချင်းကနနေ့တနာယူခန်းရှိပြီဖြစ်တဲ့စကန်းကိုကျွန်တော်တောင်းဝင်ယူနေစဉ် ရုံးကန်တွင်ကိုရှေချမ်းသာရက်ခွင်ရရက်ကဥခရာဦးစောဖီနဲ့လူ၃ယောက်ဝင်လာကြ၏အဲ့ဒီတဲမှာတရှုံရှုံနဲ့ငိုနေတဲ့အသက်35နှစ်ခန့် အမျိုးသမီးတဦးလေးပါလာခဲ့တယ်။သူတို့အားလုံးရဲ့ပုံမှန်သဏ္ဍာန်က အလွန်တရာအရေးကြီးနေပုံရတယ်။လာဥခရာကြီးဘာအကြောင်းထုတ်ကိစ္စရှိလို့လဲဗျထိုင်ကြပါဗျာအကြောင်းကတော့ထူးရီဆရာညိုကြီးရွှေချမ်းသာစီမှာ လူသက်မှုဖြစ်လို့တဲ့လူသက်မှုဟုတ်လားဖီးယားကြီးစောစောစီစီအမှုကြီးရလေ ကဲဖြစ်ပုံပြပုံကိုပြောပါအောင်ဗျာဟုတ်ကဲ့ဒီလိုပါစီယံဒါအတီသူကိုတောင်းဆိုင်ရဲ့မိမမမြခင်ပါစီယံအလေးမပြေလို့ငားတဲ့ကိုပြန်ပြောရကနေမိမချင်းစကားများကြတဲ့တဲ့အဲ့ဒီကနေငားတဲ့နေဈေးဝယ်တဲ့ဟောရီမိမနဲ့ခွန်ကြီးခွန်ငယ်စကားများပြီးပားရိုက်နားရိုက်တွေဖြစ်ကြရဲစီယံဒါကိုတီသူကိုတောင်းဆိုင်ကသူမိမမမြခင်ကိုဝန်ဆွေးချပါရဲစီယံဒါကို၅ရောက်နဲ့မကြီးတန်ရဲ့ရောင်ကြကိုအောင်မြက်ကဓာတ်နဲ့ခုတ်လိုက်တာဒီကောင်မလေးရဲ့ရောက်ကြပွေးချင်းပြီးသေးပါလီရောစီယံ အေးရအမှုတ်လားဖွင့်တာပါစီယံအလောင်းရောဈေးထဲမှာပဲလားဗျဥပ္ပါရေးစီယံဈေးတောင်းဝင်ရှိသူနဲ့ရရကအဖွဲ့တွေကိုမထိမကိုင်းစေဖို့ကျွန်တော်ထားခဲ့ပါတယ်ကျွန်တော်လိုရင်းအချက်လက်တွေကိုမက်ဆီယိုဆောင်ထဲမှာရှင်းသွင်းလိုက်တယ်အဲ့ဒီနောက်ဂက်စီကြီးကိုခေါ်ပြီးအမှုဖွင့်တိုင်းကြားပြီးဂိစာပြီးရနေနေရင်းစီယံအောင်ကြီးရဲ့အဖွဲ့ကိုခေါ်ပြီးဓာတ်ပုံစီယံတအိုးကိုခေါ်ကရွှေချမ်းသာစီရရကအဖွဲ့တို့နဲ့အတူအလီမြန်ထွက်ခဲ့ကြ၏ ဈေးထဲမှာဈေးတဲ့ဈေးဝယ်တွေကအလောင်းကိုဝိုင်းအောင်ကြည့်နေလို့လူအုပ်ကိုအရှင်ဖေးချလိုက်တဲ့မြင်လိုက်ရတဲ့မြင်ကွင်းကစိတ်မသက်တာကြီးရှိလာ၏တေသူကဓာတ်တန်ရာကြောင့်ဦးဆက်လူနေရာမှာဟက်တဲ့ကွဲပြီးလဲကြသေးဆုံးနေခြင်းဖြစ်တဲ့ဒုတိယအချက်က လေပင်ညာဘက်မှာဖြစ်တဲ့အားပါရီဓာတ်ချက်ကြောင့်သွေးကြောကြီးငယ်များပြက်ပြီးအနီးပဝန်းကျင်မှာသွေးများအိမ်ထွန်းပြီးပြန်ကျေးလျက်ရှိတဲ့ငါးပန်းတချို့မှောက်ကုန်ပြီးငါးသိများလဲဟိုဒီနဲ့ပြန့်ကုန်နေ ိုခင်ဓပုံစရာကတေသူရဲ့အနေထားမျိုးစုံနဲ့အခင်းပြပုံဝင်းကျင်ကိုရှူထောင်မျိုးမျိုးနဲ့ဓပုံရိုက်တဲ့အနင်းခံထားရတဲ့ငါးပန်းတစ်ခုပေါ်မှာအရှိတပီခွဲကန်လေးလက်မခန့်ရှိ သွေးပိနေတဲ့ငါးခုဓမကိုတွေ့လို့တတိကံပစ္စည်းဖြစ်စနေတကြသိသိလိုက်တဲ့မြဲမြဲတတိတီရဲ့တက်စုရှင်းပြချက်အရဆိုရင် လူသက်တရားခံအောင်မြတ်ကမစင်မကျင်မဲမိုက်မိုက်ခံခံပြုလုပ်လိုက်တာလို့ဆိုတဲ့အလောင်းကိုစေးရုံကိုပို့ လုံတုံလုံဒီကိစ္စများပြီးတဲ့ကတရားခံအင်ရှင်မအင်ကိုကျွန်တော်တို့ထွက်လာကြတယ်။ဥစွာစီးကျုလိုက်တာကအနည်းရောရှိတဲ့အင်ခွေကြီးတကောင်ရဲ့ဟင်ရောက်တန်းဖြစ်တယ်။ဩခရာအတန်ပြူလိုက်တဲ့ကအိမ်ထဲမှာကြောက်ကြောက်လန့်လန့်နဲ့ထွက်လာတဲ့တရားခံရဲ့မိမကိုတွေ့လိုက်တဲ့သူမကငိုတန်းပါချင်းနဲ့ခွေးကိုလှမ်းအောင်ရာခွေးကြီးကနောက်ပြေးဘက်ကိုထွက်ပြေးသွားတယ်။အကဲခတ်ကြည့်လိုက်တော့အမျိုးသမီးရအသားညွညူကိုလုံးခုပေါင်းပြောင်ပြောင်ငါးသားကြောင့်နဲ့မျက်နာကမိကက်က မြင်းသမီးတဦးလိုခြေသားထားရင်ငါးယောက်နဲ့မကြည့်တန်းဆိုတာအမကြီးလားဟုတ်ဟုတ်ကဲ့ပါရှင်ခမရောက်ကြကိုအောင်မြတ်ရောဘဲတော့လေပြမရှိပါမို့ဆရာဖြစ်ပြီးခဲကထွက်ပြေးသွားတာပါဆရာရဲ့မယုံရင်ရှာကြည့်ပါအိမ်ပပတ်လေးကိုဝိုင်းအောင်တားရဲ့ရေတဲဖွဲဝင်ကြီးကပဝင်းကျင့်ကိုခြေရမပြည့်အကဲခက်ပြီးကြီးစုပြီးရင်နာရရကဥဋ္ဌနဲ့အရက်တသိများကိုခေါ်ပြီးအိမ်ဘော်ကိုလိုက်လံရှာဖွေကြတယ်ကိုအောင်မြတ်ရဲ့အစာနာကိုလုံးဝပဲမတွေ့ရအောင် သူမျိုးတွေဘယ်မှာရှိလဲမကြီးဟုတ်ကဲ့ပြင်းထောင်ချောင်ကြီးရောမှာရှိရှိပါလေရှင်သူမပုံနေအောင်ကြံခဲ့သေးလားဗျရှင်းရင်ထုတ်ပေးပါတရကံရဲ့မိမမကြီးတန်ကအန်ဆွေးတစ်ခုအတွင်းမှာအောင်မြက်ရဲ့မပုံတင်ကတ်ကိုတုပ်ပြီးတယ်ဓပုံနေမှာပုံတန်ကမိုက်ကန်ကျန်းချုပ်တယ်တစောက်ကန်းမျက်နှာမျိုးဖြစ်တယ်အဲဒီနောက်မကြီးတန်ကိုစကန်းကိုခေါ်လာကြရင်မျိုးဝင်မျိုးထက်အကိများမျိုးချင်းဆက်မျိုးများကိုပိတ်ဆို့ထားရင်လိုခဲ့ပြီးတာဝန်ချတာပြီးတယ်ဇီယာ ကျွန်တော်တို့စုံစမ်းသီးရသလောက်ဆိုရင်အောင်မြက်ကလမ်းကစားလေးလှုပ်တယ်အရန်နဲ့မိမလေးရှုပ်တယ်ပွေတယ်လို့ကြားရပါတယ်ပွေသားရောင်ရောင်ဘာရောင်ရောင်လေးလှုပ်တယ်အခုမိမပြင်အငဲအောင်တိတ်တိတ်ပုံတယောက်လေးရှီသေးတယ်လို့သိရတယ်ဒီကောင်မပုံနေကြံခဲ့တဲ့အတွက်သားကြီးလာရင်နေထိုင်ရမှာအခက်ခဲရှိနိုင်နေစီရသူဖြစ်လို့သူရဲ့တရားဝင်မယားမကြီးတဲ့ကိုပြန်လှလိုက်တယ်သူအိမ်ပဝင်းကျင်ကိုရှေးရူးချထားလိုက်တယ် တချို့ကသူမွေးစားသည်ပြင်းထောင်ချောင်ကြီးရွာကိုလွတ်ပြီးစုံစမ်းရန်တောင်းဝင်ပြီးတယ်။ဆရာသူမရင်ငယ်အိမ်ကိုကျွန်တော်တို့ရောက်သွားတဲ့အခါရုပ်ရည်မလာပေမဲ့မကြီးတန်လိုပဲကိုလုံးကိုပါအလွန်ပြပြပြီးအသက်25နှစ်ခန့်အမျိုးသမီးကိုတွေ့ရပါလေဆရာ။သူ့နာမည်ကခင်သားကြီးလို့သိရပါလေဆရာ။음ဒီကောင်ကမိမတော့အတော်ဆွေးလန်းတဲ့ကောင်ဖြစ်မေဗျာ။မယားနှစ်ယောက်စလုံးကဆွေးဆောင်မှုလေအားကောင်းနေ။ဒါအပြင်မရင်ငယ်ကိုလည်းတုံမိုးပြင်းကလုံချင်းအိမ်ရောင်းနေဌာနိုင်မုံထောင်းရင စီးပွားရေးရှာရမှလေလူလေပုံရှောက်ရစီအောင်ဒီလိုနဲ့ရက်သက်တစ်ပတ်ကြာသွားရင်သူမယာနှစ်ယောက်အင်ကိုလေတိတိစိတ်ပြန်လာခြင်းမရှိခဲ့တယ်လို့သူစားဒီပြင်းထောင်ချောင်ကြီးရွာနေရွာနေချုပ်ဆက်ရွာများကိုလေအဝင်ထွက်မရှိကြောင်းလို့သိရတယ်ဆက်လက်ပြီးသူအပေါင်းအသင်းများသူဆရာသမားများရှိရာနေရာဌာနများကိုတွားရောက်ဆုံးသန်းတော်လင်အားလုံးကမရှိဘူးလို့ဘိုးခန့်ကြတယ်ဒီရခန့်ကိုအလင်းမြန်မမိတဲ့ကတဆိုင်ရာအကြီးကြီးတွေကဇူပူကျိမ့်မုံလာတယ် ဒင်းကမြေရှုပ်ပြီးမိုးပြန့်လျော့သလားဒီလိုနဲ့အချင်းကာလရေကတရေကျွေးနဲ့ကုန်လာခဲ့တယ်။တုံးလာခန့်ကြားရက်ကဒုံမှုเจ้าကိုပြောသူနေလာကြတယ်။တနေ့မှကျွန်တော်ရရက်ကဦးစော်ဖီရဲ့အင်ကိုလျှောက်တော့တယ်။ကျွန်တော်ကမြင်တဲ့အခါဩကရာကြီးကပြပြတလေနေရာတန်းခင်းပြီးပြီးရွေနေဖို့နဲ့စိတ်လိမ်များကိုချပီးတယ်။အเจ้าရှိလို့လားဆရာညိုဩကရာကိုမေးကြရှိလို့ဗျတိုင်းမင်းကြလေရှိလို့ပါဟုတ်ကဲ့မေးပါဆရာဆရာဘာသိချင်လို့လဲ ဒါနဲ့မကြီးတဲ့ဇီယောင်တုံးပဲလားဗျ။ဟုတ်ကဲ့ရောင်းတုံးပဲစီအောင်။ဒီမျိုးသမီးအခုတလောမှာဘာရီထူးကြသေးသလဲဥခရာကျင်။အေးထူးရည်လို့ပြောမလားမသိဘူးစီအောင်။သူအခုတလောမှာစီပွားရေးဖြစ်နေပုံရှားတယ်ဗျ။လက်ဝဲလက်စားရည်နဲ့တီဗီတောင်ဝေလိုက်သေးရည်လို့ကြားတယ်။အော်ဟုတ်လားဗျ။ဒါနဲ့ဥခရာကြီးတို့ရက်ွက်ထဲမှာရောလူစိမ်းအဝင်ထက်များရှိသေးလားဗျ။ရှုံးမှာတော့အေးစင်းလာတိုင်းတာရှိပါရဲ့စီအောင်။အေးဒီကိုကိုရန်ခေါ်လာဖို့မှတ်ပုံထဲမှာယူလာဖို့ထုတ်ပြန်တော့အေးစင်းနေရောက်လာရင် ကျွန်တော်တို့ဂရုတစိုက်ပဲစောင့်ကြည့်ပါရစီအောင်အချားဝင်ထွက်ရောရှိသေးလားဗျအင်းတချားဝင်ထွက်ကတော့ထူးထူးခြားခြားသိမရှိဘူးစီအောင်တခါတည်းညဘက်ကိုရင်ကမကောင်းတဲ့တရောင်းစားတရားအိမ်ပေါင်းစီလိုက်တောင်းစားတာပဲရှိပါရစီအောင်ဟုတ်ကဲ့ကျေးဇူးပါဥက္ခရာထူးခြားမှုတစ်ခုခုချင်းချက်ချင်းပဲတင်လာဖို့ပါဟုတ်ကဲ့ကောင်းပါပြီစီအောင်ကျွန်တော်ရွှေချမ်းသာဥက္ခရာအိမ်မှာပြန်ပြီးရင်တော့အချင်းရာတီးရနေအောင်မြတ်ရဲ့မြေငယ်နေတိုင်းရာအုပ်ဖို့စုရက်ွက်ကိုတက်ခဲ့ကြရင် အုပ်ဖို့စုရက်ွက်အုတ်ခရကလည်းမိမိကိုတွေ့ရနဲ့လွလွလဲ့လဲ့စကားပြောနိုင်ရန်လူရှင်းနဲ့လက်ဖက်ရည်ဆိုင်ကိုခေါ်လာခဲ့တယ်။အုတ်ခရကြီးအောင်မြတ်ရဲ့မြင်းကခင်ထားရဲ့ချင်းဒီရောဘလို့ရှိသေးလဲဗျ။အင်းဒီမိမကအရင်လိုပါပဲစီအောင်ကြော်နေအောင်ဝေစားစီရင်ပြီးရုပ်ချင်းကြည့်လိုက်ရန်ကုန်တဲ့အဝေစားဝယ်လိုက်နဲ့ခက်ပြက်ပြောနေရပဲစီအောင်ညူ။ထမင်းစားဖို့ကြာရော तू ကဘာလုပ်တယ်လို့လဲဗျ။ဟုတ်ကဲ့ကျွန်တော်သိသလောက်တော့ငွေတို့ပြီးနေပြန်တို့ပြီးနေငွေကစားနေတာဗျ။ အခုတလောသူ့အခြေအနေလေးဥက္ကရာခမ်းမန်းမိသလောက်လေးပြောပြပါအောင်ဗျအင်းငါကိုအတိုင်းပါပဲတော့ကမရှိသလိုပါပဲဗျအင်းသူ့လင်ရန်ပြေးဖြစ်တာပျော်နိုင်သေးလို့လားဗျသူကတော့တာရင်တာမတာရင်တော့အစားမပြတ်လူစားမျိုးဆရာမျိုးရသူ့အိမ်ရောလူစိမ်းဝင်ထွက်တွေရှိသေးလားဗျဟင့်အင်းကျွန်တော်အထင်တော့မရှိပါဘူးဗျဥက္ကရာတို့ရက်ွက်တွေရောနေနေညညလူစိမ်းဝင်ထွက်ရောထူးခြားတာမျိုးရှိသေးလား တိတ်တော်မရှိပါဘူးဆရာညိုနေဘဲဆိုရင်တာမန်ခီးသွားနဲ့နေလက်ခီးသွဲတွေအဝင်ထွက်ရှိတယ်အင်းညဘဲဆိုရင်တော့ဒေါခိတတံတောင်းသားလေးပါလေအင်းတကာလှည့်ပြီးတမင်းတောင်းစားတာမျိုးတော့ရှိပါလေဆရာညိုဒိုးစင်ကျွန်တော်အကောင့်လေးကိုအတွေ့တခုဝင်လာခဲ့တယ်ဗျာအဲ့ဒီတံတောင်းစားကအမျိုးသားလားအမျိုးသမီးလားကလေးလားလူကြီးလားဗျာအစုံပါပဲဆရာဩခရစကားဆုံးတော့ကျွန်တော်အတွေ့အစများရေးစည်းလေးကိုမျောပါတော့တယ် အမှုပါချိန်မို့လူစင်းဝင်မတန်တချို့ပြန်လေဖက်ရှူမိတယ်။ဒီနယ်ဘက်မှာအမှုကြီးဆိုရင်ဓမြမုန်းနဲ့လူသက်မှုပဲရှိတယ်။ဒို့သူများလေနရသိန်းတဲကိုရောင်းနေပြီဖြစ်တယ်။ရန်ပြေစီရင်ဆိုရင်အောင်မြတ်တယောက်ပဲရှိတယ်။နယ်ရင်းစီအောင်ကြီးလေးအစီရင်ခံစာရဆိုရင် အမှုကိစ္စပြီးလို့အပြင်ကိုရောက်တဲ့ထောင်ထက်တွေရှိတော်လေ။တချို့ကဒီနယ်မြေမှာပဲကောင်းရောင်းကောင်းဝေလှူစားနေကြောင်သိရပြီးတချို့ကဒီနယ်မြေမှာမရှိပဲပြုတ်ချက်သာကောင်းနေတယ်လို့သိရတယ်။ တကတကစဉ်းစားမိတယ်ထိုသူများနဲ့အောင်မြက်အဆက်ရပြီးလှုပ်ဝက်ပုံးအောင်လှုပ်ရှားနေသလားဆရာရွှေချမ်းသာဥက္ခရာကဆရာနဲ့တွေ့ကြလို့တဲ့အေးလှုပ်လိုက်ပါဆရာကြီးဥက္ခရာဦးစော့ဖေးဈေးပြင်းလေးကို ခရင်နဲ့ဝင်လာခဲ့တယ်တွားလျာပါရဲ့ထီခေါက်ထီကိုနယံတောက်မှကထားလိုက်တယ်ဆရာနည်းနည်းလေးထူးကြလို့လာပြီးတော့သတင်းပို့တာပါထူးကြရည်ဆိုလို့ကျွန်တော်ရှင်နေမှာဝမ်းသာပြီးလှုပ်ခတ်သွားတယ်ဟုတ်လားဥက္ခရာတိုင်မောင်းဦးဗျာ ကဲပါကြားကြည့်နေတယ်ဗျရေးပေါ်ခင်မကော်ပီတစ်ခွက်လုပ်ခဲ့ပါကွာကဲပြောစမ်းမအောင်ဥခရာရအဖြစ်ကဒီလိုဆရာညူရအခုတလောတပတ်ကြားတက်ခါလောက်မှကျွန်တော်ရက်ခွက်တွေကိုညဘက်ထမင်းကျန်းလိုက်တောင်းစားနေတယ်တရောင်းစားတဲ့ဦးလာလာနေတယ်ဗျပုံစံကတော့ဒေါခိတာပါပဲဗျအမျိုးသားလားအမျိုးသမီးလားဗျအမျိုးသားဗျခါခကုန်းကုန်းပဲစုပ်ပြတ်သက်ပြီးပတီးတွေထက်ထက်နေကြီးရတာတော့ကိုရီးပြယောဂတဲ့နေတူတယ်ညာခဏနိုင်ရှင်းနိုင်လောက်ရောက်လာတတ်ပါတယ်ဆရာ ဟိုရင်ကထမင်းကြံဟင်းကြံဒီရင်ကအကြံလေးတွေလိုက်တောင်းပြီးဇီးရဲ့အနိဒါမမို့တပင့်အောင်မှထိုင်နေရှိပါလေခမညာအေးရဘာထူးကြလို့လဲဗျာထူးကြတာကဒီလိုဆရာညို့ရအရေးပြယောဂလို့လို့အနုလို့လို့မျိုးဆိုတော့ကျောက်တို့လမ်းထဲကတော်ယုံလူတွေကမတရီကြတော့ဘူးပေးလည်းမပေးကြတော့ဘူးဗျအဲ့ဒီအချိန်မှာမကြီးတဲ့အင်ကထူးကြနေလို့ပါဟုတ်လားဆက်ပြောပါအောင်ဥက္ကရာကြီးရဟုတ်ကဲ့ဒီလိုပါဆရာသူ့အိမ်ရှိမှာအဲ့ဒီတံတောင်းစာလာတောင်းတာနဲ့ ကြီးရန်ကထမင်းနေဟင်းနေကျွတ်ကျွတ်အိမ်နေထည့်ပေးတယ်ဗျာတရောင်းစားကလည်းအာလေးစားလေးကြီးနဲ့စုရည်ပေးပြီးဝမ်းသာအားချပြန်သွားရောဗျာတပတ်ကြာတစ်ခါလာတိုင်းကြီးရန်ကဖောက်သိပ်လို့ထွက်ထွက်ပြီးပြေးနေတာဗျာကုသိုလ်ယူလာမျိုးလားဗျာဒါတော့မပြောတတ်ဘူးစီယာအဲ့ဒီတရောင်းစားနောက်ကိုနောက်ရောက်ခံလိုက်မကြည့်ဘူးလားဗျာအဲ့ဒီလိုတော့လိုက်မကြည့်မိဘူးစီယာအေးလေစောင့်ကြည့်ကြတာပေါ့ဒီလိုနဲ့ထူးခြားတဲ့တရောင်းစားလာတဲ့နေ့ကိုဒံယာရီစာအုပ်မှာရေးမှန်းလိုက်တယ် ရွှေချမ်းသာဥက္ကရာပြန်သွားပြီးရဲ့နောက်ကျွန်တော်အုပ်ဖို့စုရရက်ကဥက္ကရာအင်ကိုထွက်ခဲ့ပြီးဒူးချမုတ်ကိုမေးမြန်းတဲ့အခါတိုက်တိုက်ဆိုင်ဆိုင်ပဲရွှေချမ်းသာကိုလာတဲ့တောင်စားရဲ့တွင်ပြင်းလက္ခဏာနဲ့နေရများပါတိုက်ဆိုင်နေတာကိုတွေ့လိုက်တဲ့မကြီးတန်တဲ့ခင်သားကြီးတို့အချင်းကြီးမှလည်းအောင်မြတ်မရှိတော့မှဟိုတုန်းကထက်ပိုပြီးပြည်ပြည်စုံစုံရှိလာကစိတ်တော်ကအလဲမရှိပဲပြောစင်စားနေတိုင်းအကြောင်းလို့ထောင်းလင်းရရှိခဲ့တဲ့ ဒီလိုနဲ့သတင်းစားလာလေးရှိတဲ့တပတ်ချအပန်စနေနေ့ကိုရောက်တဲ့အခါကျွန်တော်အပါဝင် ရွှေချမ်းသာရဇကဩခရဦးစော်ပေနဲ့နေတဲ့အဖွဲ့များရုပ်ဖြက်လူစုခွဲပြီးမကြီးတန်တို့လမ်းထဲမှာနေရယူလိုက်ကြတယ်။ညခရက်နာယူခွဲအချင်းကိုရောက်တဲ့အခါခိုင်ခိုင်ခိုင်နဲ့သတင်းစားတို့လမ်းထဲကိုဝင်လာခဲ့တယ်။လမ်းထဲခြေထောက်မှာလည်းပက်တီများစီးထားပြီးသွေးစေးများကဲ့သို့ညပုပ်ပုပ်အောင်များနဲ့ယွန်ကြီးအောင်တဲ့ မျက်နှာမှာလည်းကောင်းမွန်ပုံထားပြီးအိုးထုတ်အစုတ်တလုံးကိုစောင်းထားတယ်။ညာဘက်လက်ကတံပုံတော့မရ။ဂျိုင်းနောက်တစ်ခုကိုအာပြုတ်ပြီးဒိုလီမူလီလွယ်အိတ်ဆုပ်ကြီးကိုပကုံးမတိုင်းကဒေါ်နင်းဒေါ်နင်းနဲ့မီးရောင်မြင်းနဲ့အိမ်တကာမပိတ်သေးတဲ့အိမ်ရှိတွေမှာရှက်ပြီးလေဖြတ်တဲ့လေတန်းနဲ့ဓမင်းကျန်ရင်ကျန်များကိုလိုက်တောင်းနေတယ်။သူ့ကိုမြင်တဲ့ကရွာခွေရက်ခွေတွေလည်းထိုးဟောင်းတော့တယ်။ဒီလိုနဲ့နှစ်အိမ်သုံးအိမ်ကိုဝင်တောင်းတော့လေသူခမရရှာမတော်ဆောင် နောက်ဆုံးမှာငါးယောက်နဲ့မကြီးတဲ့အင်ရှိကိုရောက်တော့တယ်။ဘာမှမကြလိုက်။ခြံထဲမှာအမျိုးသမီးတူအိတ်တလုံးကိုဆွဲပြီးထွက်လာခဲ့တယ်။ခပြပြမီးရအောင်မှာငါးယောက်နဲ့မကြီးတဲ့ရဲ့ကိုလုံးလှကိုမြင်ရတယ်။သူရဲ့နှပေးမှလည်းအမီးနဲ့နေတဲ့အင်ခွေးကြီးတစ်ကောင်ပါလာခဲ့တယ်။သူမကဘာမှမပြောဘဲအိတ်ကိုတရောင်းစားရဲ့လက်ထဲကိုခံပြီးလိုက်တယ်။တရောင်းစားကတူးညင်းနဲ့လေးတန်းနဲ့တကုတ်ကုတ်ကိုရွှေ့ဆွပြီးအတန်းကြာစိုက်ကြည့်ပြီးရဲ့နာထော်နေထော်နေနဲ့လမ်းထိပ်ဖက်ကိုတက်သွားတယ်။ ချိုးကမကြီးတန်တဲ့အင်ခွေကြီးလေးအိမ်လေးကိုပြန်ဝင်သွားတယ်ပြီးနောက်တကားကိုစီတားလိုက်တဲ့မယောင်မလဲနဲ့နောက်ရောက်ခံပြီးလိုက်ကြည့်တဲ့အခါတရောင်းစားခါကုန်းကြီးကလမ်းထိပ်ရဲမှဝင်တာပြီးကျိုးကျိုးအိတ်ထဲမှာထမင်းဟင်းများကိုအားရပါရစားသုံးနေစားတော့ပြီးတော့ဇရက်ရှိရေအိုးစင်မှာရေနဲ့လက်စီရေတော့ပြီးလွယ်အိပ်ပေါ်ပေါ်ကြီးထဲမှာစောင်စုပ်ကိုထုတ်ကာအောက်ပိုင်းကိုခြုံပြီးအိမ်နေရောတဲ့ဘန်းနဲ့လေဆရာညိုဒါအောင်မြတ်တော့မဖြစ်နိုင်ဘူးဆရာညို အောင်မြတ်ကအယံမြင့်မြင့်ဗလာကောင်းကအတန်လဲပြီတဲ့သူ့လိုအားလေးချလေးတော့မဟုတ်ဘူးဗျငားမရတော့လေရေချိုးတာပေါ့ဥက္ခရာအရှုံးရှိတာမှမဟုတ်တာဒီလိုနဲ့ကျွန်တော်တို့အုပ်စုကအကျော်ဒေးပြတ်တစ်ခုအတွင်းခြေနဲ့မြတ်ပေါင်းဆောင်ဥက္ကိုက်ခဲကိုအန်တူပြီးအချီနီကိုစောင်းဆိုင်တော်တယ်ဟိုဝေးစီမှာကင်းတန်ချောင်းခုတ်တန်စတဲ့ချက်ကိုကြားရတယ်ဥက္ခရာဥစော့ပြီလေတန်းဝေစာပြုခဲ့တယ်ဒိုးစင်ဇီရပေါ်မှာလူတယောက်ငုံတုတ်ထိုင်တာကို73ရက်လားရှောက်နေလမ်းမြင်လိုက်တယ် မကြခင်စီရဲ့ပုံမှာတရောင်စားကအာရုံအနေငယ်ဆိုင်ပြီးဒူးလွယ်အေကိုအကြနာလေကဆင်းခဲ့တယ်။ခွေးတွေကသူ့ကိုမြင်တော့ဟောင်းကြတယ်။သူကအင်းတအင်းစီကိုခြေလန့်ခုဥတီလိုက်တယ်။၎င်းရဲ့အင်းကတခြားအင်းတော့မဟုတ်မကြီးတန်ရဲ့အင်းဖြစ်တယ်။အင်းဝါကိုချက်လိုက်တဲ့အခါအင်းချန်ထဲမှာအင်းခွေးကြီးထွက်လာပြီးသူ့ကိုဟောင်းတယ်။သူကလက်ဖြောက်တီးလိုက်တဲ့အခါအင်းခွေးကြီးကညင်ကြပြီးသူ့ကိုဘောကိုကုတ်တက်ခဲ့တယ်။ရှိစင်းနောင်စင်းမှာပဲအင်းချန်တကအနေငယ်ပွင့်လာပြီး အမျိုးသမီးတယောက်ကသူ့ကိုစီတို့ကအင်းဘော်ကို ဆွဲတင်ပြီးဘေးဘီကိုအကဲခက်ကတကားကိုလင်းမြန်ပေးပြီးဂျက်ထိုးလိုက်တဲ့အတန်ကိုကြားလဲရတယ်။ကျွန်တော်လက်ဖြောက်တစ်ချက်တီးလိုက်တဲ့ဩခရာလေးမျက်စိရှိမှပြည့်စင်ကိုကြည့်ပြီးအံ့ဩနေတယ်။နိုင်ဝဲနီးပြကြတဲ့အခါအထဲမှပြောင်းနိုင်မီလေးကပေါ်ခဲ့တယ်။မကြာခင်မှာ၎င်းမီးရောင်ပြန်ငိမ့်သွားတယ်။ကျွန်တော်ကဘာလာရဲ့ရဲတပ်ဖွဲ့ဝင်တွေကိုအိမ်ပတ်ပတ်လေဝိုင်းထားနိုင်ဖို့အချက်ပြတယ်။ အချို့ကိုရန်သူပြေးနိုင်တဲ့ဝင်းလန်ထွက်လန်းများမှာအတန်တိတ်နေရာချထားတယ်။အဲဒီနောက်ပါလာတဲ့မျက်နှာတုပ်ဘွားကိုဘယ်လက်မှ လုံးချပြီးညာလက်နဲ့အသေးကန်ကဧခန်းလေးကိုဩခရနဲ့လမ်းဝင်လိုက်တယ်။အဲဒီနောက်ဩခရကိုအချက်ပြတယ်။ကြည်ရန်ကြည်ရန်ရေဩခရကကြည်ရန်လိုအတန်ပြေးအောင်မေးရှိသေးတယ်။ဂျန်လုံလုံနဲ့အင်ခွေကြီးကဩခရကိုပြေးကုန်ပြီးခေးလိုက်တယ်။ကျွန်တော်ကဖြတ်ကနေအဝေးစုထားတဲ့ဘေးလက်ကိုခွေးရဲ့ပါဇက်သေးကိုထိုးသွင်းပြီး ။မြာလက်ကတမြောင်နဲ့ခွေးရဲ့လေးမျိုးကိုစိမ့်လိုက်ကြ။ခွေးကများတစ်ချက်မှမအော်နိုင်ပေ။မြေပေါ်ကိုလေးကြသွားသည်။ကြည့်နဲ့။တကားဖွင့်စမ်းမ။နှစ်ကျင်းသုံးကျင်းခေါ်လိုက်တဲ့ကအိမ်ထဲမှာလူတွေလှုပ်ရှားတဲ့နေတူတုံတုံရင်ရင်နေ။ဘသူတွေလဲအချိန်မတော်ကြီးမှ။ငါတို့ပါရရကဥက္ခရာပါ။အေးစင်းစီကျင်လို့တကားဖွင့်ပေးပါ။ဥက္ခရာဒီမှာအေးစင်းမရှိဘူးရှင်။ရှိရှိမရှိရှိငါတို့စစ်စစ်တရားရှိတဲ့တကားဖွင့်ပေးပါ။ အဲ့ဒီနောက်အထဲမှလှုပ်ရှားတဲ့တချို့ခမြန်မြန်ထွက်လာပြီးရဲအုပ်ကိုနေဝင်းကိုအင်းရှိမှတားခဲ့ပြီးအိမ်နောက်ဘေးဘက်ကိုလင်းမြန်သွားပြေးထွက်ခဲ့တယ်။နောက်ပြီးမိဖို့စားမှအလင်းအမြန်တကကြဲဖြုတ်တဲ့ကိုကြားလိုက်ပြီးဒေါင်မြင့်မြင့်လူတရာဇိုရင်ထိန်လန့်စွာထွက်ပြေးလာတာကိုမြင်လိုက်တဲ့လျှက်တပြည့်အတွင်းမှာလက်နှိတ်တံမီးရှောင်များသူမျက်နာဖို့ကိုကြားတော်ရဲခါလဝါနဲ့အိုပြီးအဖက်ကိုခုံချလိုက်တဲ့ တပန်လက်အိတ်ထဲမှာတဆုံတရားကိုထုတ်ပြီးမီးအောင်ရှိရာကို သူက ထိုးချိန်လိုက်တယ်။သူနှင်းငယ်နောက်ကျသွားတယ်။ကျွန်တော်လက်ထဲမှာရှိတဲ့ခြောက်လုံးပြုတ်မှကြီးစံတစ်ဆောင်ကသူလက်ပြင်းတွေကိုစိုးနေဝင်ပြီးတပတ်ကိုလဲကျသွားတယ်။အင်းရှိမှမကြီးတဲ့ရင်အလန်တကြားအော်တန်ကိုကြားလိုက်ရှာတယ်။သူကဘေးလက်နဲ့ကြာသွားတဲ့သူ့တနက်ကိုလိုက်ဆန်းနေဆန်းလို့မရမှန်သေးတဲ့ကခြံစည်းရုပ်ကိုတိုးပြီးပြေးရန်ပြင်လိုက်တယ်။ နေရင်စီအောင်ကြီးရဲ့ရိုင်းဘဲတင်းကသူ့နဲ့တင်းကိုရိုက်ခဲ့တဲ့ခါစူးစူးဝါးဝါးအော်ရှင် နေရာမှာပဲတတိလေတော်တယ်။ဒါနဲ့တူလက်တိတ်ခက်တန်ကိုလည်းဆက်လက်ပြီးကြလိုက်တယ်။ဩခရာဒါဘာလို့လဲဗျသိလို့လား။ဩခရာကလက်နေတံမီးရောင်အောင်ကလုံးလုံးနေတဲ့သူရဲ့မျက်နှာကိုတည်တည်ကြာကြာကြည့်လိုက်တယ်။ဟောအောင်မြက်ဒါဒါအောင်မြက်စစ်ပဲဗျ။အခုတော့ရံပြေးအောင်မြက်ရဲ့အမှုကပိုပြီးတော့ကြီးထွားကလူသက်မှုရံပြေးမှုလက်နက်မှုတာမကား ူလွယ်အိတ်ထဲမှာဘိန်းတုံများကိုပါရရှိလိုက်တယ်။နေပေါင်းစရာညဒီသတောင်းသားထိုးကျိုးကိုလူသက်တရကံဝရန်ပြေအောင်မြတ်ပါလို့ဘလို့ကောက်ချက်ချနိုင်တာလဲစီရ။ရှင်းရှင်းလေးပါဥခရရာရဲဖို့တော့မခက်ပါဘူးဗျ။မယားကြီးကလည်းငားရောင်းရင်ရွှေတွေသီးလို့ရန်ငယ်ကလည်းဟုတ်ဒီဘက်ဒီလုံးမရှိပဲကြီးပွားနေရရဲ့။ဒါကနောက်ကနေတယောက်ယောက်ပန်ပိုးနေလို့စဉ်းစားစရာဖြစ်ခဲ့တယ်ဗျ။တခါဥခရကြီးပြောတဲ့သတောင်းသားကိတ္တဒီကိစ္စကိုကျုပ်တို့ဥခရကိုစောင့်ကြည့်နေရလေဗျ။ ဒီသောင်းဆောင်ဝင်တဲ့ချိန်မှာရွာခွေးတွေဝိုင်းအောင်ကြပြီမယ်မကြီးတဲ့အင်ကခွေးကတော့လုံးဝမဟောင်ဘူးဗျကျင်းတင်နေပြီသူအစ်စ်မှန်ဖြစ်လို့အင်ခွေးကြီးကမဟောင်တာဗျဇီရပုံမှာဟန်ဆောင်ပြီးအိတ်ကညာစစ်တဲ့နာရီထိုးတော့ဂျိုင်းတော်ဘာပဲနေထားလိုက်တယ်အေးအဲ့ဒီချိန်မှာသူခါမကုန်းတော့ဘူးဗျအဲ့ဒီချိန်ကစပြီးဒီကောင်ကဗရန်ပြေအောင်မြက်ဖြစ်မယ်လို့ကျွန်တော်ယုံကြည်လိုက်တယ်ဗျရှေးဆက်ဘာဖြစ်လာမလဲဆိုတာကြိုတင်တက်ဆလိုက်တော့တက်ဆရဲ့အတိုင်းကွက်တိပဲဗျာ မယားအိမ်ကိုလူကြီးတိတ်ချိန်မှာဝင်နေအိတ်တေငွေကြီးထောက်ပံ့နေဒီကောင်နဂါမန်းသိရင်တော့မြေရှိုးနိုင်မယ်ဂလုံးမန်းရင်လည်းမိုးပြန်နိုင်ရမယ်ဗျအခုတော့မြေရှိုးပြီးမိုးမပြန်နိုင်တော့ဘူးဗျဟန်ဆောင်လေခဏပါဗျဖိုးကဖိုးပဲမိချောင်းမို့ဖိုးဗျပြီးတော့အောင်မြက်ကမဟုတ်သိခင်နေဒါကသူ့ရဲ့အားနေချက်ပဲဆိုတာကျွန်တော်သဘောပေါက်လိုက်တယ်ဗျဩခရာကခေါင်းတင်းငိမ့်ငိမ့်လုံရင်ကျွန်တော်ကိုလေးစားစွာကြည့်ကသူ့ရဲ့ညာဘက်လက်ကိုကမ်းပေးလိုက်တဲ့ ဟုတ်ကဲ့ဇလန်လေးကိုအဆုံးတီနာဆင်ပေးကြတဲ့ဗီဒီယိုများအလုံးကိုကျေးဇူးများကြည့်တင်ပါရခြင်းကျမရဲ့ channel လေးကိုလည်း subscribe လေးနှိပ်ထားခဲ့ပြီးတော့တောင်းဆိုပါစေခြင်း